င်္ဂလားဒေ့ရဲ့မဟာဗျူဟာအရအရေးပါသောစေရကောင်းဒေတာအတွင်းအမေရိကန်တို့၏စီးရဲလှုပ်ရှားမှုများတွေ့လာရသဖြင့်အဆိုပါအရေးသည်ဘင်္ဂလားဒေ့ရှ်ကိုတာမကပဝန်းကျင်နိုင်ငံများကိုပါတရားမှုများရှိလာနိုင်၍စိုးရိမ်မကင်းဖြစ်လာနေသည်ဟုအိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းစာတွင်စက်တင်ဘာ16ရက်ကသတင်းအဖြစ် ဖော်ပြလာခဲ့ပါသည်။အမေရိကန်လေတပ်၏ခင်မီနီးဗျူဟာမြောက်တည်ယူပို့ဆောင်ရေးလေယာဉ်ကြီးဖြစ်သော C130 J Super Hercules ဂျပန်ရှိ Yokota လေတပ်အခြေစိုက်စခန်းမှနေ၍စစ်ကောင်ရှိရှားအမန်နက်နိုင်ငံတကာလေဆိပ်တို့ဆင်းသက်လာခဲ့ပါတယ်။ယင်းအားဒေသအတွင်းအမေရိကန်၏စစ်ရေးလှုပ်ရှားမှုတရက်အဖြစ်ရှုမြင်လာကြပါတယ်။အိန္ဒိယရှေ့မြောက်ဒေသနှင့်မြန်မာနိုင်ငံပါဝင် ပြင်ပနိုင်ငံများကစိတ်ဝင်စားမှုများရှိလာနေသည့်သတင်းများထွက်ပေါ်လာချိန်တွင် အမေရိကန်စစ်လေရင်စဉ်တက်လာမှုသည်တိုက်ဆိုင်မှုမဟုတ်ဟုသတင်းစာကရေးသားထားပါတယ်။အမေရိကန်နှင့်တရုတ်နိုင်ငံစလုံးကမြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားဒေါ်လာရေးအဖွဲ့များကိုဆွဲဆောင်နေခြင်းလည်းဖြစ်သည်ဟုဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်တွင်မိုဟာမက်ယူနော့အာနာရလာချိန်မှစ၍အမေရိကန်စစ်တပ်သည်စစ်ရကောင်းဒေတာတို့မကြာခဏဆိုသလိုရောက်လာကြသည်ကို တွေ့မြင်ခဲ့ရပါတယ်။အခြေအနေကို လေ့လာခြင်းလို့ပူရီစစ်စင်ရေးလေ့ကျင့်ရန်အတွက်လို့ဆိုသည်က တဲတဲကွဲကွဲမသိရပါပြီးခဲ့တဲ့လနေငယ်တွင်က Operation Pacific Angel 25နဲ့စစ်တကောင်းဒေတာတွင် တိုက်ကားလိုက်နဲ့2025အမီဖြင့်ပူရဲစည်ရေးလေးချင်းမှုများပြုလုပ်ခဲ့ကြပါတယ်ပြီးခဲ့တဲ့ရတ္တရပတ်အတွင်း American တပ်များထက်ရောက်လာသည့်အတွက်စစ်တကောင်းဒေတာတဝိုင်းနောက်ထပ်စည်ရေးလေးချင်းမှုတစ်ရပ်ပြုလုပ်ရန်စီစဉ်နေသည်ဟုသတင်းအရင်းမြစ်များကအတည်ပြုလာခဲ့ပါတယ်ပြီးခဲ့သည့်လအတွင်း တကားရှိခင်မီဟိုတယ်ကြီးတစ်ခုအတွင်အမေရိကန်အထူးတပ်ဖွဲ့၄ချောင်းချီကွက်ကဲကြီးအရာရှိတည်ဆုံနေသည်ကိုတွေ့ခဲ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်ဘက်မှပူရဲစီရေးလင်ကျင်းမှုမှလွဲ၍တခြားအကြောင်းဖြင့်အမေရိကန်တို့နိုင်ငံတွင် ရောက်ရှိလာမှုကို စိတ်မသက်မသာဖြစ်နေကြသည်ဟုလည်းသိရပါတယ်။၂၀24ဩဂတ်စ်လအတွင်းဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာပြုတ်ကျသွားစေခဲ့သည့်လမ်းပေါ်တော်လန်ရေးတွင် မေရိကန်၏ခြေရာလက်ရာမကင်းဟုဆွဆဲမှုများလည်းထွက်ပေါ်လာခဲ့ပါသည်။ဟာစီနာသည်စိတ်မာတင်ကျွန်းအားအမေရိကန်သို့လွှဲပေးရန်ညှင်းဆဲခဲ့၍ဖြစ်သည်ဟုဆိုသည်ကိုလည်းရေးသားထားကြပါသည်။ထိုသတင်းသည်လွန်စွာအထူးခိုက်မခံသောသတင်းမျိုးဖြစ်၍အကျယ်ချက်မဆွေးနွေးလိုတော့ပါ။ညှင်းသူများကလည်းညှင်းကြပါမည်။ဖုံးသူများကလည်းဖုံးဖိကြပါတော့မည်။ အမေရိကန်သည်ပါကစ္စတန်စစ်တပ်ကို၎င်းတို့၏အာဖဂန်နစ္စတန်တွင်ဆင်နွှဲနေသောအကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲဝါရွန်ထရာအတွက်လာဇင်ဒေါ်လာတန်းရာနှင့်ချီ၍ထောက်ပံ့ခဲ့ပူပါသည်။နောက်တစ်ခုတင်ပြလိုသည်ကယခုလသည်ကုလသမဂ္ဂတွင်ကမ္ဘာကောင်းဆောင်များစုဝေးပြီး Responsibility to Protest အတူပီမူဝါဒချမှတ်ခဲ့သည်မှာအနည်း20ပြည့်မြောက်သွားခဲ့ပါပြီ။ 2011တွင်လစ်ပြာခေါင်းဆောင်ဂရာဖီယမအယတားများကိုကာကွယ်ရန်တကြိမ်သာအသုံးချခဲ့ပါသည်။အာတိုပီကိုချမှတ်ခဲ့သည့်2005တွင်ကဘာတဝမ်းတွင်အကြမ်းဖက်မှုများကြောင့်နေရက်စွန်ခွာထွက်ပြေးရသူစုစုပေါင်း38တန်းရှိခဲ့ရမှယခုနှစ်တွင်122တန်းအထိရှိလာပြီဖြစ်ပါသည်။ယခုအခါအာတိုပီသည်အယတားပြည်သူများကိုကာကွယ်ရန်မဟုတ်တော့ဘဲနိုင်ငံကြီးများ၏မဟာမိတ် လှုပ်ထားသူများနှင့် အကျိုးစီးပွားကိုကာကွယ်ရန်ဟုအတိတ်ပဲဖွင့်ဆိုနေကြပြီးဟုအာတုဘီမူလပိတုကတအုပ်ဖြစ်သည့်ထိုစဉ်ကကနေဒါနိုင်ငံသားရေးဝန်ကြီးဖြစ်သူလွိုက်အဝတီကညှိတွားခဲ့ပါသည်။ယခုအခါပြင်သစ်နှင့်မက္ကဆီကိုတို့ကလူအများပြအစုလိုက်ပြုံလိုက်တည်ဆုံနေရသည့်အရေးခင်များတွင် လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအားဗီဒိုအာနာတုံးခွင့်မပြုရေးကိုဥဆောင်လှုပ်ရှားနေကြပါသည်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များချမှတ်နိုင်ရေးအခြေတင်ဆွေးနွေးရာတွင်အာတုဘီကိုဂျိန်ပေါင်း100နီးပါးခန့်ထည့်သွင်းပြောဆိုခဲ့ကြတော့လေအချင်းကြီးသာဖြစ်သည်ဟုဆိုပါတယ်။ယခုအခါတင်သမျှအစိုးမှန်သမျှကိုရုရှားတရုတ်အမေရိကန်တို့ကဗီဒိုသုံးပယ်ချနေ၍မတင်ပြခြင်းလောက်အောင်ဖြစ်နေကြသည်ဟုနယူးယောက်ခြေဆိုင်အာတုဘီ Global Center မှအမှုဆောင်ဒါရိုက်တာ Mrs. Savita Pondega ပြောပြခဲ့ပါတယ်။ အာဒူပီအရေးတကြီးလိုအပ်လာနေသည့်ယခုလိုချိန်တွင်ပြန်လည်အသက်သွင်းနိုင်ရန်နယူးယောက်သို့ရောက်လာမည်ကမ္ဘာကောင်းဆောင်များဆွေးနွေးကြလိမ့်မည်ဟုမျှော်လင့်ရကြောင်းအဝတီကဆိုပါလေခမဟုတ်ကဲ့ဒါကတော့ဒီဝီဘီမှာဖော်ပြထားတဲ့အဆောင်မရှင်လာဆိုးဝေရဲ့ဆောင်းပါလက်ရာဖြစ်ပါတယ်ခင်ဗျာ။